တင်မောသည်ဟာအပူပိုင်းဒေသမှာစိုက်ပျိုးဖြစ်ထွန်းတဲ့ခြုံငိမ်ပြီးအည်ရွှမ်းတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ဗီတာမင်သတ္တုဓာတ်နဲ့အင်ဇိုင်းတွေကျွဲဝစွာပါဝင်တာကြောင့်ကျန်းမာရေးအတွက်အလွန်အကျိုးရှိပါတယ်။တင်မောသည်ရဲ့ကောင်းကျိုးများအစာခြေစနစ်ကိုအထောက်အကူပြုခြင်း တင်မောသီးမှာပါဝင်တဲ့ဖေဖေလို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးဟာပရိုတင်းဓာတ်ကိုခြေဖြည့်ရာမှာအထူးအထောက်အကူပြုပါတယ်။ဒါကြောင့်အစာမကြေခြင်း၊ဗိုင်းအောင်ခြင်းနဲ့ဝမ်းကျုပ်ခြင်းတွေကိုတသက်စေနိုင်ပါတယ်။အမြင်တက်လဲကြွယ်ဝစွာ ပါဝင်တာကြောင့်ဥလန်းချောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီးဝမ်းမှန်စေပါတယ်။ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးခြင်း ဗီတာမင်စီကျွဲဝစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားကောင်းစေပြီးယောဂပိုးမွှားတွေရဲ့တိုက်ခိုက်မှုကို ကာကွယ်ပေးပါတယ်။ဗီတာမင် A လည်းပါဝင်တာကြောင့်အရေပြားနဲ့ကြည်မြေးလွာတွေကိုကျန်းမာစေပြီးကူးစက်ယောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။အမြင်အာရုံကိုကောင်းမွန်စေခြင်း ။တင်မောဒီမှာဘထက်ကရီလို့ခေါ်တဲ့တတိုးဆန်းကျင်ပစ္စည်းတစ်မျိုးကျွဲဝစွာပါဝင်ပါတယ်။ဒီတက်ဟာခန္ဓာကိုယ်ထဲမှာဗီတာမင် A အဖြစ် ပြောင်းလဲသွားပြီးမျိုးလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။အထူးသဖြင့်အသက်အရွယ်ကြီးလာတဲ့အခါဖြစ်တတ်တဲ့မျက်စိမုန်ခြင်းနဲ့အခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း ။တင်မောသီးမှာပါဝင်တဲ့ဖိဖိနဲ့ချေမပပယ်လို့ခေါ်တဲ့အင်ဇိုင်းတွေဟာခန္ဓာကိုယ်တွင်းကရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ဒါကြောင့်အစစ်အမြစ်ရောင်ရမ်းခြင်းနဲ့အခြားရောင်ရမ်းတဲ့ဝေဒနာတွေကိုတတ်တာစေနိုင်ပါတယ်။နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းအမြင်ဓာတ်ပိုတက်စီယမ်နဲ့ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကိုထိန်းညှိပေးပြီးကိုလက်စထရောအဆင့်ကိုလျှော့ချပေးနိုင်ပါတယ်။ဒါအပြင် သွေးကြောတွေကို ကျန်းမာစေပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။အရေပြားကို ကျန်းမာစေခြင်းဗီတာမင် C နဲ့အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်အရေပြားကိုအနည်းငယ်ဖြစ်စေနိုင်တဲ့ free radical တွေကိုတိုက်ထုတ်ပေးပြီးအရေပြားကို တောက်ပစေပါတယ်။ ထဖဲ့အင်ဆိုင်ဟာဆဲအသေးတွေကိုဖယ်ရှားပေးနိုင်တာကြောင့်အည်ပြားကိုပုံမနူးညံ့ချုံးမှုစေပါတယ်။တင်မောသီးကိုအသုံးပြုပြီးအိမ်လုံးမျက်နှာပေါင်းတင်စည်းတွေလည်းပြုလုပ်နိုင်ပါတယ်။ခင်စာယောဂါကို ကာကွယ်နိုင်ခြင်းတင်မောသီးမှာပါဝင်တဲ့တတိုးဆန့်ကျင်ပစ္စည်းတွေဟာကင်စာဆဲတွေပွားများမှုကို ဟန်တားပေးနိုင်တယ်လို့လေ့လာမှုအချို့မှာ တွေ့ရှိရပါတယ်။အထူးသဖြင့် ်ပူမာကြီးကင်စာကိုကာကွယ်ရမှာ အထောက်အကူပြုနိုင်ပါတယ်ကိုလေးချိန်ကို ထိမ့်ညိပေးခြင်းကယ်လိုရီပါဝင်မှုနည်းပြီးအမြင်တက်ကြွယ်ဝတာကြောင့်ဗိုက်ပြည့်စေပြီးအစားစားခြင်းစိတ်ကိုလျှော့ချပေးပါတယ်ဒါကြောင့်ကိုလေးချိန်ထိမ့်ညိလိုသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်တင်မောဒီရဲ့စိုးကြိုးများတင်မောဒီဟာရေပူရအားဖြင့်ကျမ်းမာရေးနဲ့ညီညွတ်ပေမဲ့အချို့သောသူတွေမှာတော့စိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဓမ္မတဲမှု အချို့လူတွေမှာတင်မောသီးနဲ့ဓမ္မတဲတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။လက္ခဏာတွေအနေနဲ့အရေပြားရရန်ချင်းအင်ပြင်းထခြင်းနှာရည်ရိုခြင်းမျက်ရည်ပူခြင်းဘိုင်းအောင်ခြင်းဝမ်းလျှောခြင်းနဲ့အသက်ရှူရခက်ခဲခြင်းတို့ဖြစ်နိုင်ပါတယ်။အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာ ပြဿနာများ အလွန်ကြုံစားသုံးမိပါကဘိုင်းနာခြင်း၊ဘိုက်ကယ်ခြင်း၊လေပွားခြင်းနဲ့ဝမ်းလျှောခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။အထူးသဖြင့်အစိမ်းရောင်တင်မောသည်မှာပါဝင်တဲ့လေတခါဟာအချို့သူတွေမှာအစာအိမ်ရောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ကိုဝင်ဆောင်ခြင်းတွင်သတိထားရန်မမေ့သေးတဲ့အစိမ်းရောင်တင်မောသည်မှာပါဝင်တဲ့လေတက္ဆာနဲ့ဖိဖိန်တက်တွေဟာတိုက်အိမ်ကိုကျုံစေနိုင်တာကြောင့်ကိုဝင်ပြက်ကျနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ဒါကြောင့်ကိုဝင်ဆောင်မိခင်တွေအနေနဲ့ အစိမ်းရောင်တင်မောသီးကိုရှောင်ရှားတင်ပါတယ်။မှဲ့ပြီးသားတင်မောသီးကို စားသုံးနိုင်ပေမဲ့ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးပါ။သွေးကျဲစေးနဲ့ဓာတ်ပြူနိုင်ခြင်းသင်မောဒီမှာသွေးကိုပားစေတဲ့ဂုံတက်တိအနေငယ်ရှိတာကြောင့်သွေးကျဲဆေးတောက်နေသူတွေအနေနဲ့သင်မောဒီကိုအလွန်ကြုံစားသုံးခြင်းကိုရှောင်ရှားသင့်ပါတဲ့ဆေးနဲ့ဓာတ်ပြူပြီးသွေးထွက်လွယ်ခြင်းမျိုးဖြစ်နိုင်ပါတယ်။သွေးရင်းတကြားဓာတ်အပေါ်တက်ရောက်မှု တင်မောသည်ဟာတဘာဝတကြားဓာတ်ပါဝင်ပေမဲ့အများအဖြစ်တွေးတွင်းတကြားဓာတ်ကိုတိတိတသာမြင့်တက်စေလေးမရှိပါဘူး။ဒါပေမဲ့စီးချိုယောဂါရှိသူတွေအနေနဲ့ပမာဏကိုဂရုတစိုက်စားသုံးသင့်ပြီးတွေးတွင်းတကြားဓာတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ခါတတ်သောအရာသာ အချို့သောတင်မောသည်တွေမှာခါတတ်တဲ့အရာသာရှိတတ်ပါတယ်။ ဒါဟာဖဖင်ပမာဏများနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်ဒီလိုတင်းမောသီးတွေကိုစားသုံးခြင်းကိုရှောင်ရှားတင်ပါတယ်အကြံပြုချက်များကိုဝင်ဆောင်မိခင်တွေအနေနဲ့အစိမ်းရောင်တင်းမောသီးကို လုံးဝရှောင်ရှားပြီးမှဲ့ပြီးသားတင်းမောသီးကို စားသုံးလိုပါကဆရာဝင်နဲ့တိုင်ပင်ပါဓမ္မတဲတဲ့လက္ခဏာတွေခံစားရပါကတင်းမောသီးစားသုံးခြင်းကိုချက်ချင်းရက်တန့်ပြီးဆရာဝင်နဲ့ပြသပါ သွေးကျဲဆေးတောက်နေသူတွေအနေနဲ့တင်မောဒီစားသုံးမှုကိုဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးပါစီချိုယောဂါရှိသူတွေအနေနဲ့သွေးရင်းတကြားဓာတ်ကိုဂယုတဆိုင်စောင့်ကြည့်ပြီးမှစားသုံးပါတင်မောဒီဟာကျန်းမာရေးအတွက်အလွန်အကျိုးရှိတဲ့အတီးတစ်မျိုးဖြစ်ပေမဲ့ တဦးချင်းစီရဲ့ခန္ဓာကိုယ်အခြေအနေနဲ့လည်ယောညီထွေစွာစားသုံးဖို့အရေးကြီးပါတယ်အထက်မှာဖော်ပြထားတဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုတေချာစွာလေ့လာပြီးတင့်အတွက်အတင်းတော်ဆုံးစားသုံးနည်းကိုရွေးချယ်နိုင်ပါတယ်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်